ော့တော့ဒီတစ်ခေါက်15ကြိမ်မြောက်ကိုရီးယားပညာရေးဆွေးနွေးပွဲလေးကို Junction Square မှာပြုလုပ်ကျင်းပနေတာဖြစ်ပါတယ်။네, 반대로 한국은 현재 출산율이 굉장히 줄어들고 있고 고리아마 이 클레이모 파문용가 짜센 도와래 저에 이 루우 ကလူကြီးနဲ့လူငယ်မမျှကားတဲ့အခြေအနေဖြစ်နေပါတယ်။အစမလို့မြန်မာကျောင်းသားတွေအနေနဲ့ဒီကိုရီးယားတက္ကသိုလ်မှာပညာသင်ကြားဖို့အခွင့်အလမ်းတွေကပိုပြီးတော့များပါတယ်။ပညာသင်စားပြီးရင်လည်းကျွန်တော်တို့ကိုရီးယားနိုင်ငံမှာဆက်ပြီးတော့အလုံးလုံးခွင့်ရတဲ့အခွင့်အရေးတွေအများကြီးရရှိမှာဖြစ်ပါတယ်။ ဟိုပါပေါ့ကိုရီးယားမှာပညာသွားရောက်တင်ကြတော့မယ်ဆိုလို့ရှိရင်တော့အကြံပြင်းအားဖြင့်ကတော့အကြောင်းသူအကြောင်းသားတွေဒီကျမတို့6လစာသွင်းရတဲ့အကြောင်းတွေရှိတယ်။တစ်နှစ်စာသွင်းရတဲ့အကြောင်းတွေရှိရယ်ပေါ့နော်။မြန်မာငွေနဲ့အကြံပြင်းတွက်မယ်ဆိုရင်အဲကိုရီးယားကိုသွားကြမယ်ဆိုရင်အပီစီကျမတို့အကြောင်းလာကကမြန်မာငွေ3200ကနေ300ခန့်ကုန်ကြပါတယ်။အဲ့ထဲမှာကျမတို့လေယာဉ်လက်မှတ်တွေရောအဲအေဂျင်စီဂျေးတွေကောပါဝင်ပါတယ်။ဟုတ်